အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တည်အောင်လည်းမင်္ဂလာပါဒါကျွန်တော်တို့စနေနေ့ရဲ့ Premier League ပွဲစဉ်တွေထဲမှာတော့ Arsenal သင်းက London Derby အဖြစ်ဒါအခုလက်ရှိမှာ West Ham United နဲ့ကန်ရတယ် West Ham ကခြေစွမ်းရုန်းကန်နေရတဲ့အသင်းဖြစ်ပေမဲ့ Arsenal ကို Emery ကွင်းမှာနောက်ဆုံးနှစ်နှစ်ဆက်တိုက်အနိုင်ယူထားပြီးတော့သူတို့အတွက်အမြဲတမ်းအိမ်ကွင်းဆိုရုန်းကန်ရတဲ့အသင်းပဲဒါကျွန်တော်တို့မနစ်ကရောနှစ်နှစ်ဆက်တိုက်မှာ Aston Villa West Ham ဟာ Arsenal ကိုတကယ့်ဖြတ်မြင့်အသင်းဖြစ် အမရိမာလှူဆောင်ခဲ့တဲ့အာထီတာအတွက်ဒီပွဲက extra ဒါဘယ်လိုပြောမလဲပို့ပြီးတော့ပြင်ဆင်ရတယ်။ဘာကြောင့်လဲဆိုတော့ဒီပွဲမှာဝက်ဆန်တဲ့ရဲ့နီးပြားကနူနို SP2 စန်တိုခန်စစ်ကိုပိုအားပြုခဲ့တယ်။တကယ်လည်းဒီနေ့ကစားတဲ့အခါမှာခန်စစ်၄ယောက်တန်းအပမာ၃ယောက်တန်းပြီးတော့မှနောက်ထပ်၂ယောက်တန်းထပ်ထားတဲ့အခါမှာတသိန်းလုံးနီးပါးက low block ပုံစံကစားတယ်တိုက်စစ်ကဆမ်မဘေးရဲ့ ဒီ Nicholas Fokker ရဲ့နောက် Jerry Bowen လောက်ပဲထားတယ်ဒီခါလေးကြာရင် Paqueta လိုက်သွားတယ်ဒီလောက်ပဲကျွန်တော်တွေကအနောက်မှာတသိန်းလုံးပိတ်ကန်နေတယ်ဒါကြောင့် Arsenal ကလည်းဒီနေ့လုံလောက်တဲ့ movement တွေလုံလောက်တဲ့ grade မှုတွေတော်တော်လေးလုံပြတယ်ဒီနေ့ total အပြင်ဂိုးပေါက်ကန်သွင်းမှုအကျိန်20ကျော်ရတယ်ဒါပေမဲ့ clear cut chance ကကျွန်တော်တို့2ချိန်လောက်ပဲရ2ချိန်3ချိန်အဲ့ထက်ပဲပိုမရဘူးဗျာရတဲ့ chance ရှိတယ်ဒါ average xG ဆိုရင်ဒီထက်မကဂိုးသွင်းတဲ့ဂိုးပေါ့လေ xG ကဒီနေ့ 2.73လောက်ရှိတယ်ဒါပေမဲ့ပြဿနာကကျွန်တော်ဂိုးသွင်းတော့မယ်လို့ခံစားမှုမမရဘူး။ဒါကြောင့်လဲဆိုတော့ဥပမာပထမပိုင်းမှာကန်ဆိုလိုရီကာတီရီကာဒိုကာလာဗီယိုရဲ့အလုံးတိုင်ထိသွားတယ်။ Now Eberichi Eze အလုံးကတကယ်ပနဒီထက်တောင်ပိုကောင်းတဲ့ chance အဲ့ဒီအလုံးကိုသူလွဲချော်တယ်။ Eze ကဒါနဲ့ဆိုကျွန်တော်ဧရိယာ9ရှေ့မှာတော့သူ3လလုံးမကရတယ်။သူယူကာဆင်နဲ့ပွဲတော့ကလည်းသူ3လုံးလောက်ရတယ်။အဲ့မတိုင်ခင်မှာလဲ Eze ကအဲ့နံပါတ်10ကိုကစားရင် လေရန်ဒီနောက် behind ကအမြဲတမ်းချောက်ရတယ်အဲ့ finishing by လေးတစ်ချက်ကိုတော့သူတနေ့တော့လုပ်ရမယ်ကျတဲ့ကစားပုံ in style in terms of play style movement တွေ link play တွေလိုက်ကောင်းတယ်နောက်ဒီနေ့ big victor yokres နဲ့ warrick ကတော့ပြောချင်မရှိဘူးဒါပေမဲ့ marvel vrano ကလည်းတော်တော်ကောင်းတယ်တပွဲလုံးမှာ yokres ကိုတောက်လျှောက်ကိုကာထားတာဆိုတော့ yokres ကအဲ့လောက်ထိ free မရဘူးဒါပေမဲ့သူ hold up play link up play တွေကောင်းတယ်ဒါပေမဲ့ပြဿနာကဘာဖြစ်လဲဆိုတော့ area ထဲမှာ သူ့ခြေောက်တဲကိုခေါင်းပေါ်ထည့်ပေးတာတို့ခြေောက်တဲကိုထည့်ပေးလို့တလုံးသားပဲပြန်ကျွန်တော်မှတ်မရ rice တလုံးပို့ပေးတယ်လို့ဒုတိယပိုင်းမှာ yogurt ပေးရတယ်အဲ့တလုံးကလွဲရင် yogurt အများကြီးမရဘူးဒီနေ့သူ့ကိုတော်တော်လေး limit လုပ်တယ်ဒါပေမဲ့သူ့ရဲ့ in terms of war rate ပေါ့လေလုံအားနဲ့ကြိုးစားမှုကတော့ဒါပိတ်သက်တီတို့ဂျင်းနဲ့ဆရာပဲတောက်လျှောက် run နေတာတောက်လျှောက် run နေကိုရဖို့ကံမပါဘူးဖြစ်နေသလိုနောက်ဒီကျွန်တော်နှစ်ကိုပြတ်သွားပြီးတဲ့အချိန်မှာအတင်းကတန်ဖို့တိတိတသာချပြစ်လိုက်တယ် ဲ့တော့တို့ဆိုတာကျွန်တော်အဲ့တစ်ချက်မကြိုက်တာဒီဘွယ်ပြင်ကျွန်တော် international break ပြ international break ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကနောက်ထပ်ဂိုးတွေထပ်သွင်းပြီး AC ပဲ international break ဖြစ်တယ်ဒါပေမဲ့နှစ်ဂိုးပြတ်သွားတဲ့အချိန်မှာ Arsenal ကလုံးဝတတ်ဖို့ချတဲ့ခါမှာနောက်ပိုင်းမှာဘောလုံးတော့သိမရတော့ဘူးဘောလုံးသိမရအောင်ဆက်ကာတို့ဘောလေတောင်းလျှောက်ပေါက်တယ်လီယန်ဒိုထော်ဆောရဲ့အဲ့ one touch pass လေးတွေကတကယ်ကိုကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့ final တက်ဆုံရောက်တဲ့အခါမှာတစ်ခုမှတစ်ခုများသွားတာနည်းသွားတာ ခေါင်းမပိုးလိုက်တလုံးယောကရက်ဆိုရင်ဆာကာတလုံးပို့သေးတယ်ဒါပေမဲ့ပို့ခဲ့ cross ကပါဝါမရှိတဲ့ခါမှာ तू ကဒီပို့ပြီးတော့ तू ကိုယ်တိုင်အားပြည့်နဲ့ပြန်ပြီးတော့ force နဲ့ပြန်တိုက်ရတဲ့ခါမှာလုံးဝမရဘူး west side defending might တော်တော်လေးကောင်းတယ်ဒီနေ့ west side ဘက်ကကျွန်တော်တို့ရှာရှာပါပါဒီ jerobow area ကို cross တစ်ခါထောင်းတယ် now လှမ်းပြီးတော့ဟိုဒီ sub piece ကဒင်ဂျာလုတာဒီလောက်ပဲ west side ဒီနေ့ဘက်မှာ short target တောင်လုံးဝမထိသွားခဲ့ပဲနဲ့ arsenal က တူတဲရှင်တာကက်၅လုံးထိတယ်ဆိုတော့ဂိုးသွင်းခွင့်အချိန်20ကျော်မှ၅လုံးဆိုတာက၄ပုံကိုတပုံလောက်ပဲရှင်ပြောချင်တာကျွန်တော်တို့၄လုံးလောက်ရရင်တစ်ခါလောက်မှဂိုးပေါက်တဲဆိုပုံနဲ့အဲ့ဒါကတော့နည်းနည်းတော့အားနေသီးတယ်ဒါပေမဲ့ဒီဘယ်လိုပြောမလဲပထမပိုင်းမှာဒီ average essay မဝင်တဲ့အလုံးကို rice can သွင်းသွားတဲ့အလုံးပုံစံတူပဲ similar ပဲအဲ့ဒါလေဒီ movement ကောင်းတာစကားတစ်ဆင့်တင်ပါပေးတယ်ဦးဒီကပေးတယ် chat bank အော် sorry ဦးဒီကမဟုတ်အဲ့အလေးကနေကျွန်တော်ထင်တော့တင်ပါလာဘူးလည်းမသိဘူး one chat ပေးအချိန်မှာ ီ average year ဈေးထွက်သွားတယ်ဖြတ်ကန်နဲ့ပြန်ထွက်လာတဲ့အလုံးမှာဟို rise ပိတ်လိုက်တယ် multi odiga ကတော့ဗျာ तू ကဒီနေ့ကန်ဆိုးတာဗျာဟိုတစ်ခေါက်ကလည်း तू ကြပြီးသားပခုံးကိုပြန်ညာ तू ရဲ့ injury ကဘယ်လိုဖြစ်လဲဆိုတော့ဗျာဟိုလိုကြီးလုံးလုံးကြီးဘယ်လိုပြောမလဲကန်ဆိုးတဲ့ injury တွေဗျာဒီနေ့ဆိုရင်ဗျာ summer vein နဲ့ तू နဲ့ဒူးချင်းဖြတ်ရိုက်မိတာအဲ check ခံမှုနေတယ်နဲ့လည်းမဆိုင်ဘူး ဒူးဖြဲရိုက်လိုက်တဲ့အခါမှာဘယ်သူမှဖြစ်ဖြစ်ကိုယ့်အဒူးနာဝိုင်းတောင်းတောင်းပြန်လာဖို့ခက်တယ်အဲ့မှာ तू လူစားလဲလိုက်ရတယ်ဆိုတာနဲ့ဆိုဒီယာဒီမှာ तू ပထမပိုင်းမှာ तू လူစားလဲခံရတာ၃ကတတီရှိပြီ lees နဲ့ပွဲမှာရော forest နဲ့ပွဲမှာရောဒီပွဲမှာအိမ်ခွေးမှာကြီးပဲ तू injury ဖြစ်နေဆိုဒီတိုင်းဆိုကျွန်တော်တို့အဲ international break ပြောလို့တော့မရဘူး no way က international ရေးကြီးတော့ तू တွားကောင်းတွားနိုင်တယ်ဒါပေမဲ့ဒီနေ့နှမျိုးဖို့ကောင်းတယ်อีดานวันเนอร์วันละไอ้อัญญีบามาไม่รู้ปะไหนบุだใบแมอาร์เซนอลก็จ็อบดันบ่เลยสอปฐมบายมาบ่รู้บ่มั้ย ဒီ Dangle Rice ကဥဆောင်ကိုတွင်းနေဒုတိယပိုင်းမှာ Julian Timber ကြောင့်ရတယ်စဖြစ်တာက outside ထဲမှာဖြစ်တာ Super Mandi ပို့လိုက်တဲ့လုံး outside ထဲမှာဖြစ်ပေမဲ့အဲ့ဒါကို Ju ကတောက်လျှောက် carry လုပ်တဲ့အခါမှာ area လေးရောက်တဲ့အခါမှာ John Bros က penalty ပေးလိုက်တယ်အဲ့ penalty ကိုကျွန်တော်ကစကကံမလို့မထင်ဘူး Yokres ကံမယ်ဒါပေမဲ့ကျွန်တော်နားလေတာက Mason ဖြစ်တဲ့ချက်ကအော်သူ့ရဲ့ပွဲ200မြောက်ပြည့်တဲ့အတွက်ကြောင့်ပွဲ200မြောက်ပြည့်တဲ့အတွက်ဆိုတဲ့အတွက်ကြောင့်စကကကံသွားတာဖြစ်ကောင်းဖြစ်နိုင်တယ်ကျွန်တော် Yokres ကိုပိုကံစီခြင်းတယ်ဘာလို့ဆိုသူ goal ပိုလိုအပ်တယ် ခါယူဆာကအချိန်မီွေးကိုးသွင်းမဲ့သူဒါပေမဲ့ယောခရစ်တဲ့ service တော်တော်လေးနေတဲ့အချိန်မှာသူ့အတွက်ဒါ opportunity ပဲဒါပေမဲ့အဆုံးသက်မှာ2-0 3-0 si ဖြစ်သွားနိုင်တဲ့ chance ကအရင်ကြီးမရဘူးဗျာဒုတိယပိုင်းမှာကျွန်တော်ဘလုံးနေတော့ကင်ထားတယ် Aurela ကိုဘာမှသိမလို့ပြနိုင်ဘူးဒါဒီနေ့ဒီနံပါတ်6ရိုးတစ်ယောက်နဲ့ AM position နှစ်ယောက်ကစားသွားတဲ့ ဒါအားထက်တိုင်းအပြောင်းလဲလေးတချို့ပေါ့လေဒါကတော့မစိုးလို့ပြောလို့ရတယ်အဲဇင်းနဲ့ OD ကနှစ်ယောက်ထက်တွဲသုံးသွားတယ်ဒီနေ့ dominate လုပ်တဲ့အပိုင်းနဲ့ in terms of style of play position ဒါ pressure passing အကုန်ကောင်းတယ်ဒါပေမဲ့ finishing ပိုင်းနဲ့ final third ဆိုရောက်တဲ့အခါမှာကျွန်တော်တို့ clear catches မ create မလုပ်နိုင်အဲ့ချက်ကနည်းနည်းလေးတော့စိတ်ပြက်စားဖြစ် box area တွေကို cross ကမှာပြကျွန်တော်တို့ကလည်း cross ကိုမ cross ဘူး အားလုံးကတူးချင်းကြော်ဖြတ်တာအေးရတဲ့ကိုကျွန်တော်တို့ yorkress ကိုခေါင်းပေါ်တင်ပေးတဲ့လုံးတလုံးမှမရှိဘူးရှာရှာပပ cross ချပေးတဲ့ right လုံးမရှိဒီချက်ကလည်း yorkress နဲ့နည်းနည်းတော့ annoying ဖြစ်စရာအချက်ဖြစ်တယ်ဒါပေမဲ့ဘာပဲဖြစ်ဖြစ် who cares ပေါ့လေ another clean sheet clean sheet ထပ်ရတယ်ခန်းစစ်ကတော့ solid ဖြစ်မဲ့ဖြစ်တယ်နောက်တစ်ခုက color fury ဆိုရင်လည်းအခုနောက်ပိုင်းတော်တော်အားကောင်းတယ်ပဲ။ तू ကဘောလုံးကို left channel ကနေအထဲဝင်တဲ့ အထက်ဝင်လာခါမှာဟိုးလိုအပ်ရင်အသင်းရဲ့ extra ကွင်းလေလူတယောက်အနေနဲ့ကစားနိုင်တယ် defensive ဘက်မှာလည်းကောင်းတယ်နောက်သူ့ရဲ့ forward thinking နဲ့ဒီ attacking force မှာသူဟာ goal လက်ရှိတဲ့ကစားမတယောက်ဒါတော့ဒီနေ့သူ goal ရသိမ်းလာနော်တော်တော်ကန်ဆိုးလို့တိုင်ထိသွားခဲ့တာ overall ကြည့်လို့ရှိရင်ကျွန်တော်တို့ tight တယ်ပါတယ်အနိုင်ရဖို့ tight တယ်နဲ့ olympia ကိုလည်းပွဲတော့ကကိုမဖြတ်နိုင်ဘူးဒီနေ့ဘွဲမှာလည်းမနိုင်ပြည့်တေချာကြက်ကြက်မမှန်နဲ့တေချာအာယုဆူဆိုင်မှုအပြည့်ဆိုကိုပြတ်တယ်ဒါမဲ့ဟို ခင်းရှည်ကြီးဖြစ်တဲ့အခါမှာမလူလာတဲ့ injury နဲ့လည်းဆိုင်တာပေါ့လေဒါကြောင့်လည်းပါတယ်ဘာဖြစ်ဖြစ်အင်ကွင်းမှာအာစနယ်ကလန်ဒန်ဒါဘီပြိုင်ပတ်အထူးသဖြင့်အင်ကွင်းကိုအမြဲတမ်းဒုက္ခပေးနေတဲ့ဝက်ဆန်ကိုနှစ်ခုပြတ်တဲ့နိုင်ပြီးတော့အခုလောလောဆယ်တော့လီဗာပူးချဲစီပွဲမတိုင်ခင်မှာသူတို့ဇာတ်ထိတ်ကိုယာယီတက်ရောက်သွားခဲ့ပါတယ်အားလုံးကျေးဇူးတင်ပါတယ်